အားလုံးမင်္ဂလာပါခင်ဗျာ follow twitter မြန်မာနေပြန်လဲကြိုဆိုလဲပါတယ်ကျွန်တော်တို့အမ်ဟိုနေ့ကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဟိုဒီပြောမယ်ဆိုလို့ရှင်အခု4000နေရာကိုရောက်တော့မှာနော်4000နေရာကိုရောက်တော့မယ်ကျွန်တော် facebook ထဲမှာလည်းကျွန်တော်ကျွန်တော် page မှာလည်းကျွန်တော်တင်ထားပေးတယ်ပေါ့နော်ဒီတုံတက်ချက်တွေအစာနဲ့ရေးပြီးတော့တင်ထားပေးတာရှိအဲပြီးတော့ဟိုဒီမှာဆိုလဲကျွန်တော်တို့တုံတက်လို့ ဟိုကြည့်မယ်ဆိုလို့ရှိရင်ဒါကတော့ကျွန်တော်ဗီဒီယိုနဲ့ကျွန်တော်လုပ်မှာကျွန်တော် YouTube မှာတင်ပေးမှာပေါ့နော်တင်ပေးထားတာပေါ့ဒါကိုကြည့်ပြီးတော့ကျွန်တော်တို့ဘိုင်နေလားစိတ်တင်လားစဉ်းစားနေတဲ့ထွေတာတွေပေါ့နော်ကျွန်တော်တို့ဘိုင်ဘဝဲကျွန်တော်လုပ်အောင်ဖြစ်ပါတယ်ဘာဖြစ်လဲဆိုကျွန်တော်တို့ကဒီ ad trim မှာပဲရှိသေးတယ်ပြီးတော့ data တွေကအခုလက်ရှိနေထားရဆိုရင်သူကအတက်ဘက်မှာကြီးပဲတောက်လျှောက်ပေါင်းနေတာဖြစ်တယ် ျွန်တော်တို့ RSI ကိုကြည့်မလားဒါမှမဟုတ်ဒီဟိုပါဘော EMA ကိုကြည့်မလားပြီးလို့ရှိရင်ကျွန်တော်တို့ဒီ kinetic တွေကိုလည်းကြည့်ပါကြည့်မလားဆိုလို့ရှိရင်ကျွန်တော်အားကောင်းနေတာကြီးပဲအကုန်လုံးတွေ့နေရပါတော့အခုဆိုလည်းဒီပြောမယ်ဆိုရင်၄နိုင်မှလည်းအားကောင်းတယ်ပြီးတော့ D1 မှာဆိုရင်လည်းအားကောင်းနေတာပဲအားကောင်းနေရနော်တောက်လျှောက်ဒီကအားကောင်းတယ်ဒါပေမဲ့ D1 မှာတော့ဟိုပါအပေါက်ဖြစ်နေပါတော့ဟိုပါအပေါက်ဖြစ်နေတယ် ။ဒါပေမဲ့လူ၄000နေရာဒီတော့တွားနိုင်နေတယ်ပေါ့နော်။၄000နေရာဒီတွားနိုင်နေတယ်။အဲဒီတော့ကျွန်တော်တို့တနအိမ်မှာလူပြန်ကြလာနိုင်တလားဆိုတော့တနအိမ်မှာခဏလောက်တော့ပြန်ကြကောင်းကြနိုင်ပေါ့နော်။ကြကောင်းကြနိုင်ဆိုတော့ကျွန်တော်တို့ဒီမှာရှိတယ်။ဒီနေရာလေးတွေအဲပြောမယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်ထောက်ထားတာ၄146နောက်လို့ရှိရင် အဲဒီမှာအနီချောင်းလေးဆိုရင်ဒီကောင်လေးကိုကြည့်ကြည့်ရင်ကျွန်တော်တို့အဲကျွန်တော်ဒီနားလောက်ကနေမှသူဆင်းလာလို့ရှိရင်ဒီနားလောက်ကိုတော့ရောက်နိုင်ပါတော့ဒီနားကိုရောက်လို့ရှိရင်ကျွန်တော်တို့ဒီကနေစရမှာပိုင်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာစုံတစ်ခုပုံစံကျွန်တော်ဖန်တီးထားတာတွေ့ဖန်တီးထားတာတွေ့ရဆိုတော့ဒီနားလေးကိုနောက်တစ်ခေါက်တော့လာကောင်းလေးလာနိုင်တယ်ပေါ့နော်ဒါလေးတော့ကျွန်တော်ဒီခါမှာဟိုတနေ့ရဆိုရင်ကျွန်တော်ပြတာပြီးတာဆိုလို့ရှိရင်ကျွန်တော်ဒီကနေကျွန်တော်တို့ entry ဝင်လိုက်တာ ဒီမှာဒီမှာတူတစ်ချက်ပြလိုက်တာနဲ့ကျွန်တော်တို့ကဒီမှာတူတစ်ခါပြတယ်ကျွန်တော်တို့မဝင်သေးဘူးနောက်အစိမ်းလေးနည်းနည်းပြတယ်ပြပြီးတော့နောက်အနီးပြန်ဆင်းပြီးတော့ဒီအစိမ်းချောင်းလေးပေါ့နော်ဒီအစိမ်းချောင်းလေးက confirmation ဖြစ်သွားတော့အဲ့ဒါနဲ့ကျွန်တော်တို့ယူလိုက်တာယူတော့ပထမ target ကတော့ဒီမှာပြီးသွားခဲ့ပေါ့နော်ပထမ target ဒီမှာပြီးသွားတယ်ဒုတိယ target ကကျတော့ကျွန်တော်တို့ပြောလို့ကျွန်တော်4200 4200ကိုကျွန်တော်တို့ကျွန်တော် target ထားတာလား4200ကို target ထားရတယ်ဒါပေမဲ့4200ကိုမရောက်ဘဲနဲ့ ူကဘယ်လောက်မှလဲဆို4168အဲ4180ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ခဏပြန်နိုင်မှပြန်စင်းချလာစင်းချပြီးတော့အောက်မှာကျွန်တော်တို့ဇုံလာလောက်သွားတယ်အောက်မှာဇုံလာလောက်တယ်နော်4100 130 131ပေါ့နော်ဒီလိုနေရာမှာကျွန်တော်ဇုံလာလောက်တယ်လောက်ပြီးတော့နောက်တစ်ခေါက်ပြန်တက်တယ် ဒီခါတက်ရင်တော့ကျွန်တော်တို့၄တောင်းနေရောက်ပါတယ်အဲ့တော့၄တောင်းနေရောက်တယ်ကျွန်တော်ဒီမှာလာတစ်ချက်ဟာလောက်တယ်လောက်ပြီးတော့အတူပြန်ပြီးမှပြန်ကန်တက်တယ်ကန်တက်ပြီးတော့ပြန်ဆင်းအောင်လဲဆင်းပြီးတော့ဒီမှာဇုံတစ်ခုဖြစ်အောင်လူလှုပ်အောင်ခဲ့တယ်ဇုံတစ်ခုဖြစ်အောင်လှုပ်ပြီးတော့လူထပ်ပြီးတော့ပြန်တက်နေနော်တက်နေဆိုတော့ခုအခုလက်ရှိနေထားနေဆိုရင်သူထပ်ပြီးတော့ဒီ၄တောင်းနေရအောင်ဆက်ဆိုင်ငယ်ငယ်ပဲသူပွားတော့မှဖြစ်ပါတယ် အဲ့ဒါကျွန်တော်တို့၄တောင်နေရာဒီရောက်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ market ထဲမှာအမြဲတမ်းဒီပြောမယ်ဆိုရင်ကျွန်တော်တုံ့တက်ချက်တွေလည်းမှန်နိုင်တာတော့မဟုတ်ဘူးပေါ့နော်မှန်နိုင်တာတော့မဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လို့လဲဆိုတော့ဒီကာလအနေထားရနေဆိုရင်ကျွန်တော်နိုင်ငံရေးတွေပဲကြီးကြီးဒီပြောမယ်ဆိုလို့ရှိရင်အမေရိကန်က ဗာလဲအမေရိကန်တမရဒေါ်နယ်ထရန့်တို့နောက်ပြီးရှင်ဟိုနေ့ကပြောရတဲ့မန်ကေပေါ်အတူတူပြောရတဲ့ဟာတွေဒါတွေကိုနားထောင်အောင်နော်တည်င်းနေနားထောင်အောင်တည်င်းနေနားထောင်ပြီးတော့ကျွန်တော်တို့တွေကတည်င်းနေရဘာတွေဖြစ်နိုင်လဲအဲ့တည်င်းနေပုံမှာလည်းကျွန်တော်တို့အခြေခံအောင်ပါနော်တည်င်းနေလည်းအခြေခံခံပြီးတော့တူတူရဲ့အဲပြောစကားတွေကိုနားထောင်ပြီးတော့ကျွန်တော်တို့ကထွက်ရတာဖြစ်တယ်အဲ့ဒီမှာလည်းထွက်ရတာဖြစ်တယ် အဓိကတော့ဘာပဲဖြစ်သူတို့ရဲ့အဲပြောနေတဲ့စကားတွေထက်ကျွန်တော်တို့ကဒီ kinesthetic ကိုပိုနားလဲဖို့လိုတယ်နော် kinesthetic ကိုပိုနားလဲဖို့လိုတယ် kinesthetic ကို နားလဲမှဒါလင်ကျွန်တော်တို့တွေကဒီအဲ trading လောကမှာရက်တည်လို့ရမှာဖြစ်တယ်နော်အဲ့ဒါမှဘာဖြစ်လဲဆို kinesthetic ကိုနားမလဲပဲနဲ့ကျွန်တော်တို့ကဘယ်လုံးမှရက်တည်လို့မရအောင် kinesthetic ကပဲသူကဒီကပူပြီးမှပြောပြပေးတာဖြစ်တယ်အခုခုနကတော့ပို ကနက်စတီကလူပဲညုံးနေရတယ်ညုံးတဲ့ဘက်ကိုပဲလိုက်ပါအဲဒီခုဆိုရင်တူကကနက်စတီကဒီကနက်စတီတွေကဘယ်ပုံမှာခြေခံလဲဆိုကျွန်တော်တို့လူတွေပုံမှာပဲခြေခံတာဖြစ်တယ်ကျွန်တော်တို့လူတွေကဒီဝယ်တဲ့လူရောင်းတဲ့လူတွေပုံမှာပဲခြေခံတာဖြစ်တယ်ဒါအခုဆိုရင်ဝယ်တဲ့လူတွေအားများနေတာဘိုင်းထရီတာတွေပဲများတယ်ဘိုင်းထရီတာတွေပဲများတဲ့ခါကျတော့ အပိုင်းထွေတာတွေကတို့ကဒီဘက်ကိုပဲဆက်ပြီးမှထိမ့်မှထိမ့်ချောင်းမှညိမှဟွာလုံနေတာဖြစ်တဲ့အတွက်ဝေနေတာပဲဖြစ်နေတဲ့အတွက်အဲ့တော့ကျွန်တော်တို့ထက်တဲ့နေမှာပဲဈေးကတက်နေမှာအဲ့တော့ကျွန်တော်တို့ကကန်နစတိကိုနားလဲလို့ရှိရင်ဒီ trading ထဲမှာဆိုလို့ရှိရင်အဝေပဲဖြစ်ဖြစ်အယောင်ပဲဖြစ်အမျက်ကြံပေါ့နော်အမျက်ကြံလိုက် အဲ့ဒါကို kinetic ကိုကောင်းကောင်းနားလည်မှာရအောင်နားလည်လို့မရလူစုံလောက်ပြီးရင်စုံလောက်ပြီးသွားတဲ့အတိုင်းကျွန်တော်တို့ကျွန်တော်ဆိုလည်းမနည်းရဒီလိုနေရာလေးမှာကျွန်တော်နည်းနည်းရလိုက်တယ်ပေါ့နော်ဒီချောင်းလေးမှာကျွန်တော်မိတယ်ဒီချောင်းမှာဒူလာပြတော့ငွန်တာတကောင် confirmation ဖြစ်သွားပြီဒီမှာစုံတစ်ခုလောက်ရပြီဆိုတာကျွန်တော်လည်းတိလိုက်တယ်တိလိုက်တော့ကျွန်တော်လိုက်သွားတယ်လိုက်တော့မနည်းရကျွန်တော်ဒီနားလောက်မှာကျွန်တော်ပြန်ကောက်ပိတ်ပိတ်ပြီးတော့အန်တာဒီနေ့မှာကျွန်တော်ပြန်ကြည့်တော့ဒီနေရာပြန်ရောက်နေပေါ့နော် အဲ့တော့ဒီမှာရောက်နေတဲ့အနေထားကိုပဲကျွန်တော်အခုလက်ရှိအနေထားနဲ့ကျွန်တော်တုံးတက်ပေးလိုက်တာပေါ့ဒါဘာဖြစ်လို့လဲဆိုအခုသူပြန်ပြီးမှဆင်းလာလိုက်လို့ရှိရင်လုံဆုံးဆင်းလာနိုင်ဒီနေရာရောက်အာတန်းနိုင်တာကတော့ဘာဖြစ်လို့လဲဆိုကြည့်လို့ရှိရင်ကျွန်တော်ဒီမြင်းချောင်းပေါ့နော်ဒီမြင်းချောင်းဒီ EME 20 EME 20 50 100 100ရှိတယ်အဲ့ဒါကို EME 20ကိုလာထိပ်ပြီးမှဒီလိုမျိုး kinetic က ဟို confirmation ပေးတဲ့အချိန်ကျမှကျွန်တော်တို့ကဝယ်ရမှာဖြစ်တယ်ဒီတိုင်းတော့မလုပ်နဲ့နော်ဟိုအပေါ်ကနေမှာအခုပေါ်ရောက်နေကျွန်တော်တို့ဆဲလို့ရနိုင်တယ်လို့တွိုင်းမှာပြောလို့တော့မရအောင်ဆဲလို့ရတယ်ဆိုတော့ဆဲချင်တော့ဆဲပေါ့နော်ဆဲမယ်ဆိုတော့ဟိုဒီနေနေရမေမှာရောက်နေတာဆိုတော့ဒါဟိုပြောမယ်ဆိုလို့ချင်းတချို့လူတွေဆိုဒါဒီနေရာကတော့ဇုံတစ်ခုတော့ပြန်လောက်တော့မှာပဲဆိုမှပြောကြရတဲ့လူတွေရှိတယ်။အဲဒါပေမဲ့အခုဒီမှာကြည့်လေကျွန်တော်တို့ဒီမှာဆိုရင်ဘာဖြစ်သွားလဲဆိုရင် ဒီမှာကနက်စတီကတေးသွားတာတေးသွားတော့ဘာလုပ်လဲဆိုတော့အာဒါအန်ထရီဝင်လို့ရပြီဆိုရင်မှကျွန်တော်တို့တွားဝင်မဲ့လူတွေရှိရတချို့လူတွေကအဲ့ဒါတွားဝင်တာကျွန်တော်တို့အမိုင်းဘာဖြစ်လဲဆိုခုဒီမှာပြန်တက်သွားတွေ့လားပြီးတော့ကျွန်တော်တို့စတော့လော့လေးကဒီလိုမျိုးနေရာလေးမှာတွားထားတော့အဲဒီလိုမျိုးနေရာမှာတွားစားရမယ်ကောနော်အဲအဲ့လိုမျိုးအဲ့ဒါစတော့လော့ဆဲတဲ့လူတွေခံရပြရတာဒီလိုမျိုးမှာအခုအဲ့မှာတွားထိုးလိုက်ထိုးလိုက်တော့သူကကျွန်တော်စတော့လော့တွေကတော်တော်များဒီလိုမျိုးနေရာမှာထားကြတာများတယ် အဲဒါအမြင်ဆုံးဈေးကိုရောက်နေပြီပြန်ကြနိုင်တယ်ပါကြောင့်ဆိုမှတော့ထားကြတာများတယ်ဒါကိုကျွန်တော်တို့တွေကစောင့်ကြည့်ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့က Twitter ကောင်းကောင်းမလုပ်တတ်သေးဘူးကောင်းကောင်းဟိုကကြွကြွညင်ချင်မနိုင်သေးဘူးမနိုင်သေးလို့ရှိရင်ကျွန်တော်ပြောချင်တာကဘာလဲဆိုဇုံတစ်ခုရောက်တယ်မှာစောင့်ကြည့်ပါဇုံရောက်မှကျွန်တော်တို့ကဇုံကိုကျွန်တော်တို့က focus ထားမှပိုင်မဲ့ဆဲမဲ့ဆိုကျွမ်းတဲ့လူတွေကတော့ပြဿနာမရှိဘူးတကယ်ဆရာကြနေတဲ့လူတွေကသူတို့ကတည်တယ် အဲဒီနားရအောင်ဘာလုပ်လဲငါတို့လုပ်လို့ရတယ်ဆိုသူတို့တိအဲ့တော့ကိုကမကျွမ်းကျင်နေဘူးမကျွမ်းကျင်နေရင်ဒီကနစတစ်ကိုပဲနိုင်အောင်လုပ်နိုင်အောင်လုပ်ပြီးလို့ရှိရင်ဘာလုပ်လဲဆိုရောင်းတဲ့ဆဲဟိုဘိုင်ကိုဆဲကျွန်တော်လုပ်တဲ့နေရာမှာဆိုလို့ရှိရင်ဇုံရောက်တိုင်းမှာအတိထားဇုံရောက်ရင်ကျွန်တော်ရန်ရပ်လိုက်ရပ်ပြီးတော့ကြည့်နေလိုက် confirmation ပေးမှကျွန်တော်တော့ဝယ်ဝယ်မယ်ရောင်းမယ်လုပ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပုံစံနဲ့လုပ်သွားလို့ရှိရင်ကျွန်တော်တို့ကအမြတ်ကျန်နေပါလေအဲ့တော့ ကျွန်တော်ဗီဒီယိုကတော့နည်းနည်းတော့ရှည်သွားတယ်ဒီနေ့ကတော့တလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့ပညာတွေဘူးလူတာတွေအဲဝင်ဝင်တွေတိုးပွားကြပါစေခင်ဗျအားလုံးအထူးကျေးဇူးတင်ပါတယ်